တသက်လုံးဟန်ဆောင်နေရတဲ့ဘဝတစ်ခုကိုရွေးချယ်ပူပါသလားလူတိုင်းကချစ်ခင်ကြတယ်ပျော်စရာကောင်းတဲ့ပြည့်စုံတဲ့ဇုံတွေတွေကိုပြင်ပန်းအနေနဲ့ရပါမယ်တကယ်တမ်းတော့အဲ့ဒီအိမ်တော်ကြီးဟာအချစ်မပါတဲ့သဘောတူညီချက်တစ်ခုဖြစ်နေမယ်ဆိုရင်ရောဒီနေ့မှာတော့ lavender marriage လို့ခေါ်တဲ့လိင်စိတ်ခံယူချက်ကွဲပြားသူတွေရဲ့ဘဝကိုလူမှုဖီးယားတွေကနေကတင်ခဲ့တယ်လျှို့ဝှက်အိမ်တော်ကြီးအကြောင်းကိုပြောကြရအောင်ပါ lavender marriage ဆိုတဲ့အသုံးတော့ဟာ romantic ဆန်တယ်လို့ထင်ရပါမယ်လုံးဝမယူရှင်းပါဘူး lavender marriage ဆိုတာအမျိုးသားနဲ့အမျိုးသမီးလက်ထပ်ခြင်းကိုရည်ညွှန်းတာမှန်ပါမယ် င်နာဘတ်နှူးတဲ့ဟာတူးဦးဒါမှမဟုတ်နှူးစလုံးဟာလိင်တူချစ်သူဖြစ်နေပြီးသူတို့ရဲ့လိင်စိတ်ခံယူချက်ကိုလူအဖွဲ့စည်းရာနေဖုံးကွယ်ဖို့အတွက်လက်ထပ်တာမျိုးဖြစ်ပါတယ်။ Lavender ခရမ်းနူရောင်ဆိုတဲ့စကားလုံးဟာ LGBTQ+ အတိုင်းဝိုင်းနဲ့ဆက်စပ်မှုရှိပါတယ်။ဒါကြောင့် Lavender America ဟာ Romantic Sun နဲ့မြင့်တံမြဝေဖို့အတွက်မဟုတ်ပဲလူတွေစီကနေကိရိယရှုံချမှုတွေနဲ့နှိမ့်ဆက်မှုတွေကိုကာကွယ်ဖို့အတွက်တိစောက်ထားတဲ့အိမ်တော်ကြီးဖြစ်ပါတယ်။လိင်စိတ်ကွဲပြားသူတွေဟာသူတို့ရဲ့ဖြစ်တည်မှုကြောင့်မကြာခဏဆိုသလိုအဖြစ်ပေးတတ်တဲ့လောကကြီးတစ်ခုမှာ ဒီအိမ်တောင်ရေးတွေဟာရှင်သန်ရက်တည်ရေးပုံစံတစ်မျိုးဖြစ်ခဲ့ရပြီးခုထိလည်းဖြစ်နေသေးပါပဲ Lavender Merrick ဆိုတဲ့စကားစုဟာ1920ပြည့်လွန်နှစ်တွေနဲ့1930ပြည့်လွန်နှစ်တွေအတွင်း Hollywood မှာနာမည်ကြီးလာခဲ့ပါတယ်အဲ့ဒီခေတ်တုန်းကရုပ်ရှင်လုပ်ငန်းမှာတင်းကျပ်တဲ့ကိုကျင့်တရားဆိုင်ရာစီးမြင့်တွေရှိပြီးပွပွလင်းလင်းလိန်တူချစ်သူဖြစ်ကြောင်းဝန်ခံရင်တည့်ရဲ့ career ကိုတညရဲနဲ့ဖြည့်ဆည်းဖြစ်နိုင်ပါတယ်ဒါကြောင့်နာမည်ကျော်ကျယ်ဖွင့်အများအပြားသူတို့ပုံရိပ်ကိုကောက်ရဲဖို့အပြန်အလှန်သဘောတူထားကြတဲ့အိမ်တောင်ရေးတွေထဲဝင်ရောက်ခဲ့ကြရပါတယ် Rock Hudson, Cary Grant နဲ့ K Catherine Hepburn တို့လိုအမှုပညာရှင်ကျယ်ပွင့်တွေကဒီလိုလက်ထပ်မှုမျိုးမှာပါဝင်ခဲ့တယ်လို့ကောလာဟလာတွေထွက်ပေါ်ခဲ့ပူပါတယ်။ဒီအိမ်တော်ရေးတွေကိုမကြာခဏဆိုသလိုရုပ်ရှင်စတူဒီယိုတွေကစီစဉ်ပေးခဲ့ကြတာပါ။ပရိသတ်တွေသူတို့သရုပ်ဆောင်နေတဲ့ဂုဏ်သိက္ခာကိုတန်ရှင်းနေအောင်ထိန်းထားဖို့စတူဒီယိုတွေကဆရာထပ်တန်းခဲ့ကြပါတယ်။အပြင်ပန်းကတောက်ပမှုနဲ့ဆွဲဆောင်မှုနောက်ကွယ်မှာဒီကျယ်ပွင့်တွေကဘဝနှစ်ခုနဲ့ရှင်သန်ခဲ့ကြရပါတယ်။တစ်ခုကကင်မရာတွေနောက်တစ်ခုကတံခါးပိတ်နောက်ကွယ်ကသူတို့ရဲ့ဘဝအမှန်ဖြစ်ပါတယ်။လိန်တူချစ်ချင်းကိုရှက်စရာအပြစ်တစ်ခုဒါမှမဟုတ်တရားမဝင် ဖြစ်သတ်မှတ်တဲ့နိုင်ငံအများပြားမှာ love and marriage ကအဆမ်းမဟုတ်တဲ့ကိစ္စဖြစ်လာခဲ့ပါတယ်။တချို့အတွက်တော့မျိုးဆက်လူချင်းနဲ့မိသားစုရဲ့မျိုးလင်းချက်တွေကြောင့်ပဲလူတွေသတ်မှတ်တဲ့တာမန်ဘဝဆိုတဲ့အရာတခုကိုလူချင်းလို့ဒီလိုလက်ထပ်ခဲ့ကြရတာပါ။လိင်တူချစ်သူတွေကလည်းအပြန်အလှန်သဘောတူညီချက်နဲ့လူတွေစီကမိခိုးနေကိုရှောင်ဖို့အတွက်အချင်းချင်းလက်ထပ်ပြီးသူတို့ရဲ့ဘဝအမှန်ကိုဖုံးကွယ်ပြီးတော့တိတ်တိတ်ဆိတ်ဆိတ်နေထိုင်ကြပါတယ်။ရှေးရိုးစွဲလူအဖွဲ့အစည်းများစွာမှာလိင်တူချစ်သူတွေအနေနဲ့လူမှုရေးမှာဖဲချင်ခံရတာအကြမ်းဖက်ခံရတာသို့မဟုတ်ထောင်ကျတာတွေကိုမကြုံရပါ ဲရှင်းသင်နိုင်မှုဒီနည်းလမ်းတစ်ခုတည်းသာရှိခဲ့ပါတယ်။ဒါပေမဲ့လည်းပေးဆက်ရတဲ့တန်ဖိုးဟာကြီးမားပါတယ်။တသက်လုံးဟန်ဆောင်နေရခြင်း၊စိတ်ပိုင်းဆိုင်ရာဗလာဖြစ်ခြင်းနဲ့တချို့အခြေအနေတွေမှာအမှန်တရားကိုမသိတဲ့အိမ်တော်ဘက်အတွက်နှလုံးသားကွဲကြေမှုတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ Lavender Marriage ဟာအရင်ခေတ်ကပဲရှိခဲ့တာလို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါပေမဲ့ဒီလိုလက်ထပ်မှုတွေဟာဒီနေ့ခေတ်မှာတော့ဆက်ရှိနေသေးပါ။ LGBTQ+ ခွင့်ရေးများကန့်သက်ထားတဲ့နိုင်ငံတွေမှာလူတွေဟာဖိနှိပ်မှုကိုရှောင်ရှားဖို့ဟန်ဆောင်အိမ်တော်ရေးတွေဆက်လက်ဝင်နေကြဆဲပါ။အလိုပွေလေတဲ့ လူ့အဖွဲ့အစည်းတွေမှာတော့အလုတ်အကိုင်း PR မိသားစုမျိုးလင့်ချက်နဲ့ရင်ကျေးမှုဆိုင်ရာကန့်သတ်မှုတွေဟာလူတွေကိုဒီလိုပေါင်းစည်းမှုတွေနဲ့တွတ်ပုတ်နေတော့မှာပဲ။ဒါပေမဲ့ LGBTQ+ အသိပညာနဲ့လက်ခံမှုတွေတိုးလာတာနဲ့အများလူအများစုဟာသူတို့ရဲ့ဖြစ်တည်မှုကိုပုံပွေလင်းလင်းနေတိုင်းမို့တတိကိုပိုပြီးရှာတွေ့လာကြပါတယ်။ Love in a Marriage ဟာလူသားတွေရဲ့ကြောက်ရွံ့မှုရဲရဲမှုနဲ့ရှင်သန်လိုစိတ်ကိုပြသနေတဲ့မှန်တစ်ချက်လိုပါပဲ။ချစ်ချင်းမြတ်တာအစင်မှန်မရှိဘဲနဲ့ဘဝတစ်ခုလုံးပုံဖြတ်ပြီးနေထိုင်နေရခြင်းရဲ့ဖြစ်စီမှုကို ဘသူကမှမကန်စားတဲ့မအောင်ဒါကကျမတို့ကိုတတိပေးနေတာကတော့ချက်ချင်းမြတာရဲ့အတိတ်ပဲကိုလူတိုင်းဟာလက်လက်စွာဟောပြနိုင်တဲ့ကဘာတခုဖန်တီးဖို့လိုအပ်နေသေးရေဆိုတာပါပဲဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲကိုချစ်တဲ့လူနဲ့လက်တွဲနိုင်ပါစေလို့တောင်းဆုပြုရင်ဗီဒီယိုလေးကိုအဆုံးသတ်ပေးပါစေကြည့်ရှုပေးခဲ့သူတွေကိုကျေးဇူးတင်ပါရှင်ဒီလိုဗီဒီယိုလေးသဘောကျရေဆိုရင်တော့ channel လေးကို follow လုပ်ထားပြီးစောင့်ကြည့်ပေးကြပါဦးနော်